တမခရရဲ့အာရှခီစဉ်ကတော့ပြီးဆုံးသွားတာအလုံးသိဖြစ်ပါတယ်။တမခရအခုဆိုရင်အမေရိကန်ကိုပြန်နေပြီဖြစ်ပါတယ်။အာရှခီစဉ်မှာတမခရကအနိုင်နေပဲယူသွားပါလိမ့်။သူလိုချင်ဆုံးဖြစ်တဲ့မြေရှားသတ္ထုတွေကိုနိုင်ငံပေါင်း၅နိုင်ငံနဲ့စာချုပ်ချုပ်ခွင့်ရတယ်လို့တရုတ်တမနာရှီကျင်းဖြစ်နေလဲတွေ့ဆုံပြီးတော့သူတို့ဆွေးနွေးနိုင်ခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့ဒီဘွဲမှာတရုတ်အနေနဲ့မခံချင်းမခံတာနဲ့အလျှော်ပေးလိုက်ရပုံရပါလိမ့်။ ဆူနူတဲ့နေရာမှာတရုတ်ကွန်ပစီတီအပေါ်ခွန်နှုံးထားတွေနဲ့ပတ်သက်ပြီး58ရာခိုင်နှုန်းကနေ90ခွန်ရာခိုင်နှုန်းထိရှော့ချဖို့မြေရှားသတ္ထုတင်ပို့မှုကန့်သက်ချက်တွေဖယ်ရှားပေးဖို့တရုတ်နိုင်ငံမှာအမေရိကန်ကိုတရားမှုဝင်ရောက်နေတဲ့ဖတ်တနိုင်းငွေစည်းဝါဓာတ်ုပစ္စည်းရောင်းဝယ်ဖောက်ကားမှုထိန်းချုပ်ရေးဒါတွေဆွနေပါတယ်။ဒါ့အပြင်အမေရိကန်မှာတောင်းမှုလက်သမားတွေအကျိုးရှိစေဖို့တရုတ်ဘက်မှ Facebook တွေပြန်ဝယ်ပေးဖို့ဤပညာနဲ့ချစ်ပြားနဲ့ပတ်သက်ပြီးအကန့်အသတ်ထိန်းချုပ်မှုတွေ ယူကရိန်းစစ်ပွဲညင်ကြင်းအတွက်အမေရိကန်နဲ့တရုတ်ဥပပေါင်းကြိုးပမ်းမှုဓာရီပါဆွေးနွေးခဲ့ပါတယ်။တကယ်လို့ဆွေးနွေးပွဲအောင်မြင်မှုရလဒ်ပေါ်မှတ်တရပေးမယ်ဆိုရင်တော့အမှတ်80လောက်ထိရှိတယ်လို့ထရန့်ကမီဒီယာတွေကိုပြောပါတယ်။အာရှကိစ္စမှာကမ္ဘောဒီးယားမလေးရှားထိုင်းဗီယက်နမ်အာဆီယံ၄နိုင်ငံကုန်သွယ်ကွန်ရှော့ချတာဂျပန်နဲ့ကုန်သွယ်ရေးစာချုပ်ချုပ်ဆိုတာကမ္ဘောဒီးယားထိုင်းပြည်ပကပြညာချက်ကိုတိတိကျကျဖြစ်လက်မှတ်ထိုးတာ တောင်ကိုရီးယားနဲ့ နျူကလ িয়ার စွမ်းအင်တို့ရင်ငုံသင်းမော့ကိစ္စအလေးပေးဆွေးနွေးတာတွေလုပ်ပါလိမ့်။၄၈ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးနဲ့ APEC အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်မှုအဖွဲ့ထိပ်သီးဆွေးနွေးကိုလည်းတက်ရောက်ခဲ့ပါလိမ့်။ဒါကြောင့်ဒီသမ္မတထွန်းရဲ့အာရှခရီးစဉ်ဟာ အောင်မြင်တယ်လို့ပြောလို့ရပါလိမ့်။တရုတ်သမ္မတနဲ့နောက်ဆုံးဆွေးနွေးခဲ့ပြီးတော့နှစ်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံတဲ့အခါ အမှုသဘောဆောင်တဲ့ရှားလက်တကောင်းလေးရဖို့အတွက်စူးစမ်းနိုင်ခဲ့တယ်ဆိုပြီးတော့တရုတ်ကပြောပါတယ်။ဒါပေမဲ့တရုတ်သမ္မတရှီကျင်းဖြင့်ပုံကြည့်ရတာတော့မခန့်ကြီးမခန့်သာဖြစ်နေပုံပါပဲ။တရုတ်အမေရိကန်စွန့်နှိမ့်ညှိနှိုင်းမှုရသမ္မတရှီနဲ့သမ္မတထရန့်တို့ဟာတောင်ကိုရီးယားနိုင်ငံဘူဆန်မှာတွေ့ဆုံဖို့ရှိခဲ့ပါတယ်။နိုင်ငံကောင်းဆောင်တွေရဲ့တက်တမန်ဆက်ဆံရေးဟာတရုတ်အမေရိကန်ဆက်ဆံရေးအတွက်အစားထိုးမရတဲ့မဟာဗျူဟာဥဆောင်လမ်းညွှန်မှုကဏ္ဍကလည်းပါဝင်ခဲ့တယ်ပြောပါလေ။ ွေးဆိုဆွေးနွေးတဲ့အခါမှာနှစ်နိုင်ငံခေါင်းဆောင်တွေကမဟာဗျူဟာမျှော်မှုတွေရေရှည်တည်တဲ့အရေးကိစ္စတွေအယုံဆိုင်ထားတဲ့အရေးကြီးကိစ္စတွေနဲ့ဆက်လင်းပြီးတော့ဆွေးနွေးသွားတယ်လို့သိရပါတယ်။အမေရိကန်နဲ့တရုတ်ဟာရံပတ်မဖြစ်တဲ့ကြောင်းမေရန်ရဲ့ရုပ်ဟာမိတ်ဆွေလက်တွဲပေါ်သာဖြစ်တဲ့နယ်ဆိုပြီးတော့ရှီကျင်းဖင်ကပြောပါတယ်။ရှီကျင်းဖင်ကတရုတ်နဲ့အမေရိကန်ကြောင်းမှာမတူညီတဲ့အချက်တချို့တော့ရှိနိုင်ပေမဲ့မိတ်ဘက်လိုလက်တွဲပေါ်လိုဖြစ်ဖို့တော့စူးစမ်းသင့်တယ်လို့ထရန့်ကပြောပါတယ်။ တရုတ်အမေရိကန်အင်အားကြီးနှစ်နိုင်ငံတွင်လည်းကမ္ဘာဥဆောင်မှုနေရာအတွက်တာဝန်ယူကြဖို့နှစ်နိုင်ငံလုံးအတွက်အကျိုးရှိစေမယ့်အရာတွေတူတူကလှုပ်ဆောင်ကြဖို့လိုတယ်လို့ရှီကျင်းဖင်ကပြောပါတယ်။နောက်ပြီးမိနစ်နိုင်ငံကြမှာပဲနောက်ပြီးတော့ဒီယူကရိန်းရုရှားစစ်ပွဲကိစ္စတွေဆွနေပါတယ်။ကမ္ဘာကြီးရဲ့စီးပွားရေးအကြီးဆုံးနှစ်နိုင်ငံအနေနဲ့တခါတရံဒီအပြုသဘောမဆန်တဲ့အချို့ချက်တွေရှိတာကတော့သဘာဝကျပါတယ်လို့လေလာသူတွေကပြောပါတယ်။ အခြားသမီးရဲ့ပိုင်းနိုင်ငံပဲနိုင်ငံကုံရေးဖွဲ့တဲ့ချင်းချင်းမူလပြဿနာတချို့ပေါ်ဖြေရှင်းဖို့သဘောတူညီမှုအခြေခံတစ်ခုပေါ်ရောက်ခဲ့တယ်လို့လည်းဆိုပါတယ်မေဂနက်တယောက်ကြားဆက်ဆံရေးအခြေခံခိုင်မာအောင်ဆက်လုပ်ဖို့တမလားထွက်တဲ့တူလက်တွဲချင်ပါတယ်လို့ရှီကျင်းဖင်ကတော့ပြောပါတယ်။ဒီအကြောင်းကြောင့်တယောက်ရဲ့ရွယ်ငွေဟာလည်းတန်ဖိုးမြင့်တက်သွားပါတယ်။ကွန်တိုရေးစီးပွားရေးဆွေးမှုလည်းနည်းလာတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ကမ္ဘာ့ Cloud Stocks တွေက Wall Street မှာစံချိန်တက်တင်နေပါတယ်။ ထရန်ကတော့ရှင်တဲ့သဘောတူညီမှုတစ်ခုရဖို့မျှော်လင့်ကြောင်းမကြာခဏပြောပြတာလည်းဖြစ်ပါတယ်။ဒါအပြင်တောင်ကိုရီးယားထိပ်သီးဆွေးနွေးပွဲမှာယူကရိန်းကိစ္စနဲ့ပတ်သက်ပြီးလည်းတရုတ်နဲ့အမေရိကန်ပူးပေါင်းဆောင်ရွက်ဖို့သဘောတူကြတယ်လို့အမေရိကန်သမ္မတထရန်ကပြောပါတယ်။ Air Force 1လေးပေါ်မှာသတင်းတောက်တွေကိုထရန်ကယူကရိန်းကိစ္စကလေးနဲ့ထားဆွေးနွေးရတဲ့ကိစ္စပြ။ကျွန်တော်တို့အချိန်ကြာကြီးစကားပြောခဲ့တယ်။တခုခုရဖို့အတွက်တော့နှုတ်နှစ်ဖက်ပူးပေါင်းဆောင်ရွက်ကြမှာပါလို့ဆိုပါတယ်။တကယ်လို့သာ ရုရှားသမ္မတပူတင်ကိုယူကရိန်းစစ်ပွဲကိုရပ်ဆိုင်းစေချင်တော့တရုတ်သမ္မတရှီရဲ့သဘောထားပါဖို့ဆိုတာအင်မတန်အရေးကြီးတယ်ဆိုသမ္မတထွန်းကကောင်းကောင်းကြီးနားလည်သွားတာဖြစ်ပါတယ်။အဖြစ်လို့လဲဆိုတော့ရုရှားသမ္မတပူတင်ဘက်မှာတရုတ်ရဲ့ဩဇာကြီးမားတယ်လို့တစ်ဖက်ကကြည့်ရင်တရုတ်ဘက်မှာလည်းရုရှားရဲ့ဩဇာကြီးမားပါတယ်။သူတို့နိုင်ငံဟာကိုင်းကျုံပြီးကျွန်းကိုင်းပြီလို့စီးပွားရေးနဲ့လက်နက်လဲလှယ်နေတဲ့အခြေခံကြောင်းတရားတွေဖြစ်ပါတယ်။ဒါနဲ့ယူကရိန်းကိစ္စဟာ ရုရှားမှာတရုတ်မပါဘဲနဲ့တော့ဘလို့မှမဖြစ်နိုင်ဘူးဆိုတော့နားလေသဘောပေါက်လာတာဖြစ်ပါလေရှီကျင်းဖြင့်ကျွန်တော်ကိုကူညီမှာပါကျွန်တော်တို့ကလည်းယူကရိန်းကိစ္စမှာသူနဲ့တူပူးပေါင်းဆောင်ရွက်မှာဘာလို့ထရန့်ကမှတ်ချက်ချကြောင်းပြောပါလေဒါပေမဲ့အသေးစိတ်အချက်လက်တွေဘာတွေဆွေးနွေးလဲဆိုတာကိုတော့မီဒီယာတွေမှာနှစ်ဖက်လုံးကထုတ်ဖော်ပြောကြားခြင်းမရှိဘူးလို့သိရပါလေနောက်သတင်းတစ်ပုဒ်ပြောချင်ပါလေတနေ့တွင်ရုရှားယူကရိန်းစစ်ပွဲပြီးဆုံးပါလိမ့်မယ်လို့ပူတင်ရဲ့ထူးတန်တမန်ကပြောပါလေ ဒီကနေ့ကစပြီးတနည်းတွေမှာယူကရိန်းစစ်ပွဲပြီးတော့ပါလိမ့်မယ်လို့ပူတင်ရဲ့အထူးတန်တမန်ဒီမီထရီယက်ကစော်ဒီမှာကျင်းပတဲ့ယင်းနည်းမျိုးနံမှုဆိုင်ရာညီလာခံမှာပြောပါတယ်ဒီမီထရီယက်ဟာအမေရိကန်မှာပြီးခဲ့တဲ့တရင်ဘက်ကအမေရိကန်သမ္မတထရန့်ဆိုရောက်ဖွဲ့အနေနဲ့တွေ့ဆုံပြီးနောက်အဲ့လိုပြောတာပါသူစော်ဒီခီးစင်အားလဲထရန့်ပူတင်ထိပ်သီးစည်းဝေးကိုရွှေဆိုင်းလိုက်ပြီးလို့ကြေညာပြီးနောက်ပေါ်ပေါက်လာတာဖြစ်ပါတယ်ကျွန်တော်တို့ကငင်းကြေးလမ်းကြောင်းပေါ်ရောက်နေပြီလို့ယုံကြည်ပါတယ် ငြိမ်းချမ်းရေးဖော်ဆောင်သူတွေအနေနဲ့ဒါကိုအကောင့်ထည့်ဖော်ရမယ်လို့သူကပြောပါတယ်။ယူကရိန်းမှာတနည်းအတွင်းငြိမ်းချမ်းရေးရနိုင်မလားလို့သတင်းတောက်တွေကမေးတဲ့အခါသူက ရနိုင်မယ်လို့ယုံကြည်ပါတယ်လို့ပြောပါတယ်။အမေရိကန်ရောက်တော့ရဲ့လက်ရှိစစ်ပွဲနဲ့ပတ်သက်ပြီးရုရှားနဲ့အမေရိကန်ဟာတနမန်နီနဲ့ဖြေရှင်းဖို့နှိစက်နေပြီလို့သူကပြောပါတယ်။ဒါအပြင်ကမ္ဘာထိပ်တန်တဘောအရင်းကြီးပိုင်ဆိုင်တဲ့နိုင်ငံတွေဖြစ်တဲ့အမေရိကန်၊ဆော်ဒီနဲ့ရုရှားကြားပူးပေါင်းဆောင်မှုကိုလည်းချီကျူးပြီးဒီလိုပူးပေါင်းဆောင်မှုကလည်းကမ္ဘာကြီးကိုပုံမှုလုံခြုံစေနိုင်မယ်လို့မှတ်ချက်ချပါတယ်။ လူတွေကအခုရုရှားဝန်ကျင်မှာဖြစ်နေတဲ့ဒေတာတွေပြည်ပခတွေကိုအာယုံဆိုင်နေပြီမဲ့ကျွန်တော်တို့ကတော့အဲ့ဒီပြည်ပခကိုဒီထက်ပိုကြီးတဲ့ပြည်ပခဖြစ်ပြင်းထန်လာတာမျိုးမဖြစ်စေချင်ပါဘူး။ဒါကြောင့်ကျွန်တော်တို့လောက်ခဲ့ပူတာတပူကောင်းလောက်ရပါမယ်။ပူဆွရအောင်မလုပ်သင့်ဘူးလို့သူကဆက်ပြောသွားပါလိမ့်။နောက်တွင်ပုတ်ပြောချင်ပါလေ။ဆူဒန်နိုင်ငံမှာရှိတဲ့အာဖက်ရှာမျိုးဟာ ISF တပ်တွေလက်ထဲကိုကြောက်သွားပြီး48ရက်တွင်အရက်သား2000ကျော်သေဆုံးခဲ့ပါလိမ့်။ဆူဒန်နိုင်ငံဒါဖာမြောက်ပိုင်းမြို့တော်အယ်ဖက်ရှာကို ဆိုဒန်ပြည်တွင်းစစ်မှားလက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ Rapid Support Force ISF မှာဆက်ရှိလာကြတိုက်ခိုက်နေရကနေပြီးခဲ့တဲ့2ရက်တွင်မြို့ကိုသိမ်းပိုက်နိုင်ပါတယ်။ဒီ2ရက်တွင်မှာပဲမြို့ထဲမှာနေတဲ့ပြည်သူ2000ကျော်ဟာလူမျိုးမုန်းတိမှုကြောင့်အသက်ခံရပါတယ်။အော်တိုဘာ26 29နှစ်ရက်တွင်မှာပဲ ISF တပ်တွေဟာအမျိုးသမီးနဲ့ကလေးများစွာတိမ်ဝင်တိမ်ထွက်တကားလိုက်ခောက်ကရဲစက်စက်အပြတ်နေတဲ့တပ်ပုံတွေဂျူတူမှာပြန်ကျင်းနေပါတယ်။ ဒါဟာလိမ်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့မြေပြင်ပေါ်ကပုံတွေကိုဂျိုးလူတွေကတိုက်ရိုက်တမှုခံထားရတဲ့အတွက်ကြောင့်ဖြစ်ပါလေ။လူခွေဖွဲ့များစွာက ISF တက်လို့ရဟာလူမျိုးစုအစုလိုက်ပြုံလိုက်မျိုးတုံးသက်ဖြစ်နေတဲ့အနေအထားဖြစ်ပြီး RF လူမှုအတိုက်ဝိုင်းမဟုတ်တဲ့လက်နက်ကိုင်တွေနဲ့ RF လက်နက်ကိုင်ဆိုးရတက်တဲ့ကြားနှစ်နှစ်ကြာဖြစ်တဲ့ပြည်တွင်းစစ်မှာတော့အလွန်ဆိုးရတဲ့သက်ဖြစ်မှုလို့ဝေဖန်ရှုတ်ချပါလေ။ အယ်ဘာဂျန်မျိုးကိုအာဇက်တက်တွေကပိတ်ဆို့ထားတာဟာ16လရှိပြီးပြည်သူ2600ပိတ်မိနေရတဝက်မှာခလေးတွေဖြစ်ပြီးလက်ရှိဆိုတဲ့အစိုးရတက်တွေစုခွာသွားခြင်းခုလိုတုတ်တင်တက်ဖြတ်မှုတွေဖြစ်လာကရပိုင်းတွင်နောက်ထပ်လူပေါင်းများစွာတက်ဖြတ်ခံရနိုင်ခြင်းရှိပါတယ်အာဇပ်ဒဟာ2023ကလည်း LG နိုင်တာမျိုးကိုသိမ်းခြင်းကအရသာတောင်းကျွဲတည်ဆုံးခဲ့ပါလေ။ကုလသမဂ္ဂလူခွင့်ရေးကြီးကဗိုက်ကာဒေါကတော့လူမျိုးရေးကွဲပြားမှုကြောင့်ဖြစ်ပြီးတက်ဖြတ်တဲ့ကဆူဒန်မှာတင်းတိကျပိုဆိုးလာပါလေ ပြည်တွင်းစစ်ပွဲကာလာတွင်ပြည်သူ၁၄တန်းနေဆုံးခွာထွက်ပြေးရပါတယ်။လူပေါင်းတသိန်းခွဲသေဆုံးရခြင်းကိုမတားဆီးနိုင်ခြင်းဟာကုက္ကလအနေနဲ့လည်းရှက်စရာကောင်းတယ်လို့ကျူးလွန်သူတွေအနေနဲ့လည်းရှက်စရာကောင်းတယ်ဆိုပါတယ်။စေစွနစ်ပေါင်းများစွာငြိမ်းချမ်းမှုရှိခဲ့တဲ့ဆူဒန်နိုင်ငံမှာ2023 AP လမှစတင်ပြီးတော့ဗိုလ်ချုပ်အဘာဒဲဖာဒဲအဘာဟန်ဦးဆောင်တဲ့တက်နဲ့ဗိုလ်ချုပ်မိုဟာမက်ဟမ်ဒန်ဂါလိုတို့ဦးဆောင်တဲ့တက်နဲ့ချမ်းကွဲပြီးတော့ပြည်တွင်းစစ်ကြီးစဖြစ်ခဲ့တာဖြစ်ပါတယ်။ အစိုးရကိုဖြုတ်ချပြီးတော့2023မှာအာဏာသိမ်းခဲ့ပြီးနောက်ပြည်တွင်းစစ်ကြီးဆက်လာတာပါကုလသမဂ္ဂဟာဆူဒန်ဟာကမ္ဘာမှာလူသားချင်းစာနာမှုဆိုင်ရာကပ်ဘေးအကြီးဆုံးဆိုင်ရုံးနေတဲ့နေရာလို့သတ်မှတ်ထားပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဆော်ဒီနိုင်ငံမှာမူးမြော့တိုက်ကြီးထိတ်မှာတိဆောက်ထားတဲ့ရင်သက်ရှူမောပွဲဘောလုံးကွင်းရဲ့ပုံရိပ်ဟာ2034ကမ္ဘာဖလားအတွက်စိတ်ဝင်စားမှုကိုမြင့်တက်သွားစေပါတယ်။2034ကမ္ဘာဖလားကိုဆော်ဒီမှာကျင်းပမှာဖြစ်ပါတယ်။ဒါတွေကပုံတုတွေလို့တော့ဆိုပါတယ်။ ဒါမဲ့ story ကဘာဖလားအတွက်မီတာ350မြင့်မှာတည်ဆောက်မဲ့ Sky Stadium ကတကယ်ပုံစံဘယ်လိုလဲကြည့်ရအောင်ဗျဒီတစ်ပတ်လူမှုမီဒီယာမှာပြန့်နေသွားတဲ့ပုံရိပ်တွေဟာ AI ကဖန်တီးထားတဲ့တူယောင်ဆိုပြီးပြောပါတယ်။အပြင်လောကမှာမြင်ရတဲ့အတိုင်းတော့မဟုတ်ပါဘူး။ပြန့်နေတဲ့ပုံတွေရာမြေမျက်နှာပြင်ထက်မီတာ350ပေနဲ့တွက်ရင်ပေ1150အမြင့်မှာတည်ရှိတဲ့ပုဂံလုံးပုံစံကွင်းကိုမြင်ရပါတယ်။အဲဒီကွင်းကို sorry ကအနောက်မြောက်ဘက်ကနေယုံစီမံကိန်းမြို့တက်မှာလုံးမယ်ဆိုပါတယ်။ အဲ့ဒီတမှုထူးခြားတဲ့ကိုကို2032မှာဖွင့်ပြီးတော့နှစ်နှစ်ကြာမှကျင်းပမယ်ကမ္ဘာဖလားပွဲစဉ်တွေလက်ခံကျင်းပမယ်လို့တတင်းတွေကဖော်ပြပါတယ်။ဒီစီဇန်တွေကဘလောက်ပဲထင်ကြီးစရာကောင်းပါစေတကယ်တမ်းတော့အမှန်ကန်မဟုတ်ပါဘူး။ဒါပေမဲ့ Saudi Arabia ဟာကမ္ဘာဖလားကိုလက်ခံကျင်းပဖို့မြေပြင်ထက်မီတာ350အမြင့်မှာရှိမယ်အလွန်ခက်ရှိပြီးတဲ့အာကစားကွင်းအသစ်ကိုတိစောက်ဖို့တော့အစီအစဉ်နေပါတယ်။ Sky Stadium နဲ့ဒီပုံစံအမှန်ကပါလဲ။ နေယုံကွင်းကိုခန့်မှန်းချက်ဒေါ်လာ1ထရီလီယံကုန်ကြမဲ့ဒီလိုင်းလို့ခေါ်တဲ့မိုင်ပေါင်း130ရှစ်လီယာတဲ့ Smart City ရဲ့အမိုးပိုင်းထဲမှာပေါင်းဆက်ထည့်သွင်းသွားမှာဖြစ်ပါတယ်။လူရဲ့ကိုယ်သန်းနေထိုင်မဲ့ဒီ Smart City မှာကားတွေလမ်းမတွေလုံးဝမရှိဘဲပြင်ပမျက်နှာစာတစ်ခုလုံးကိုမှန်လို့ပြောင်းချောတဲ့ပုံစံမျိုးနဲ့ကိုဖန်တီးထားမှာဖြစ်ပါတယ်။ကွင်းဒီဆောင်မှုက2029မှာစတင်မှာဖြစ်ပြီးပြည်သက်ဝင်ဆောင်နိုင်မှုက46010ရှိဖို့အဆိုပြုထားပါတယ်။ တရားဝင်ထုတ်ပြန်ထားတဲ့ပုံရိပ်အရဒီကွင်းဟာပတ်ဝန်းကျင်ကရေပြင်တဲ့တန်းကတ်တရားရှုခင်းတဲ့အထက်မှာမြင်မားစွာထိုးထွက်နေတဲ့ပုံစံဖြစ်ပြီးသိပ္ပံစိတ်ကွင်းရင်ရုပ်ရှင်တွေကမြင်ကွင်းလို့ဖြစ်နေပါတယ်။ကမ္ဘာဗလာပွဲစဉ်တွေအတွက်ပေါင်းဆက်မြက်ခင်းကွင်းပြင်ပြိသက်တွေအတွက်ကွင်းတွင်းမှာကြီးမားတဲ့ဗီဒီယိုစခရင်တစ်ခုလည်းပေါင်းမှာဖြစ်ပါတယ်။နီယွန်ဟာဒီလိုင်းကွန်ဗင်းရှင်းဆင်တာမှာအသင်း48လင်းပေါင်းမဲ့အုပ်စုဆင့်မဲ့ခွဲပွဲကိုလည်းလက်ခံကျင်းပဖို့စီစဉ်ထားပါတယ်။ 2030ကဘာဘလာအတွက်စော်ဒီမှာစုစုပေါင်း15ကွင်းကိုစုပြထားပြီးအဲ့ဒါက10ကွင်းကအသစ်တည်ဆောက်ဖို့စီစဉ်ထားပါတယ်။ King Salman International Stadium မှာပြိသက်6000ကျော်ဆက်ပါတယ်။အခွင့်ပွဲစဉ်နဲ့ဘောလုံးပွဲကျင်းပမှာဖြစ်ပါတယ်။ဒီကွင်းဟာမြို့တော်ရီယက်မှာရှိတဲ့ကွင်း10ကွင်းတွေကတစ်ခုပါ။တခြားအင်ရှင်မြို့တွေကတော့ Jeddah, Al Khobar, Abha နဲ့ Neom တို့ဖြစ်ပါတယ်။ကွင်းအသစ်တွေအားလုံး2026နဲ့2032ကြားမှာပြီးစီးအောင်တည်ဆောက်မှာဖြစ်ပါတယ်။ပင်လယ်ကွေ့ဒေသမှာနောက်ဆုံးကမ္ဘာဖလားအင်ရှင်ဖြစ်လာတဲ့ Saudi ဟာ 2034ပြန်ပွဲကိုလက်ခံကျင်းပမှာဖြစ်ပါတယ်။ဒါကကမ္ဘာဖလားသမိုင်းမှာတော့ဒုတိယကျင်းပင်လယ်ကွေ့နိုင်ငံတစ်ခုမှာပြုလုပ်တာပဲဖြစ်ပါတယ်။